ကျန်တဲ့ဒေတာတွေအားလုံးကသူ့ဟာသူသူ့ပုံစံနဲ့သူရက်တည်ပြီးတော့မဟာမိတ်ပုံစံနဲ့ပဲသွားမှာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် ဲ့တော့ဒါကဒါဥရောပကောင်းဆောင်တွေနေဆိုနေမဲ့ကိစ္စပေါ့ပြည်တွင်းကိစ္စကတော့အားလုံးသိတဲ့အတိုင်းပဲမနေ့ကအေယာဝတီအေယာဝတီတိုင်းကသူတို့ဒီအပီပြင်းနေကောင်းစီလိုအမျိုးတခုဖွဲလိုက်တာပေါ့အဲ့တော့အပီအမဒီကရင်ကောင်းဆောင်တွေအများကြီးပါတယ်ရခိုင်လည်းပါတယ်မွန်လည်းပါတယ်ပေါ့သူတို့ဖွဲမှာ ပြီးတော့အဲ့ဒီ ARD တက်မတော်တခုလည်းသူတို့ဖွဲ့စည်းလိုက်တယ်အဲ့တော့အဖြည်းဖြည်းနဲ့ကျွန်တော်တို့ကယုံလို့ပေါ်လာပြီပေါ့ကျွန်တော်ပြောနေသလိုပဲအားလုံးကဒီ NLD ကဒိုမီနေပေါ့နော် NLD ကပဲဖွဲ့စည်းထားတဲ့ပြည်내ကောင်စီတွေမဟုတ်တော့ပဲတိုင်းကောင်စီတွေမဟုတ်တော့ပဲသူ့ဒေသနဲ့သူရှိတဲ့တိုင်းရင်းသား bottom up တွေကဖွဲ့စည်းတဲ့ အနေထားတွေတဖြည်းဖြည်းနဲ့ချင်းကပ်လာပါပြီ။အဲ့တော့အဲ့ဒီအနေထားရအေယာဗတိကလည်းကြီးညာပါပြီ။အဲ့တော့အေယာဗတိကလည်းကြီးညာပြီးဖြစ်တဲ့ဒါကတိုးတက်မှုတစ်ခုဖြစ်ပါလေ။အယိုးရှင်လင်းပြောရရင်ဒါအယိုးရှင်လင်းပြောရရင်အနေဒီကတနိုင်ငံလုံးနိုင်နေဆိုပြီးတနိုင်ငံလုံးမှာပြည်내အစိုးရတွေတိုင်းအစိုးရတွေလိုက်ဖွဲ့တာကိုဒေသခံတွေကလက်မခံတော့တဲ့ခေတ်ဖြစ်သွားပါပြီ။ ပြောချင်တာကဒါက2008ဖွဲ့စည်းပုံအခြေခံဥပဒေအအောင်နေစစ်ကောင်စီတွားနေတဲ့လော်ကြီးအုပ်တဲ့နိုင်ငံရေးကိုအခု21ရာစုဒေါ်လာရေးမှာလက်မခံကြတော့ပါဘူးအဲဒါကြောင့်ဒီအဲ့ဒီအခင်းချင်းဖြစ်ပေါ်နေပြီပေါ့ဒါကြောင့်ပြည်တွင်းမှာလည်း NUG ကအခက်အခဲရှိနေပြီဆိုတာကိုပြောချင်တယ်အဲ့တော့2008 ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆက်ရနာရှင်နေဝင်းတန်းရွှေမြောက်လိုင်းတို့ရဲ့ဒီပြည်နယ်တိုင်းခွဲထားတဲ့ကိစ္စကိုလည်းဒေသခံတွေကလက်မခံတော့ဘူးပေါ့အဲ့တော့မြန်မာပြည်လက်ထက်ကပြောရင်ကျွန်တော်ပြောသလိုမန္တလေးစကိုင်းကအဓိကဒါမြန်မာပြည်နေစုံမိုးတဲ့နေရာပေါ့ပကိုးပကိုးတော့မဟုတ်ဘူးပကိုးကမွန်စုံမိုးတာရန်ကုန်ဆိုတာမရှိပါဘူးဘရင်လက်ထက်မှာရန်ကုန်ဆိုတာရွာပဲရှိတာပကိုးထဲမှာပါတာ ဲ့တော့အရာဗဒီကကရင်မုံနေနဲ့လည်းပတ်သက်တယ်ရခိုင်နဲ့လည်းပတ်သက်တယ်ပေါ့အဲ့ဒါမျိုးပေါ့အဲ့တော့အားလုံးအစုကိုင်းသားအစုစုံပါတယ်ဒါကြောင့်ရန်ကုန်ကလည်းဘရင်ဘရင်လက်ထက်မတိုင်ခင်ကမရှိတာဖြစ်တဲ့အတွက်ဒီအင်္ဂလိပ်ခေတ်မှာတည်ဆောက်ထားတာပြရန်ကုန်ကလည်းတိုင်းသားအားလုံးအစုပါတယ်ဗမာမဟုတ်ဘူးအားလုံးပါတာပေါ့အဲ့တော့ဒီဒီမြန်မာဘီနန်းဆက်ကစကိုင်းမန္တလေးဒေသကအဓိကပဲ မကွေးပါမှာပေါ့တချို့မကွေးပေါ့ကျန်တဲ့ဟာတွေအားလုံးကတော့ဒီတိုင်းသားတွေအားလုံးရဲ့နေမြေတွေပဲအဲ့တော့အဲ့ဒါမျိုးအနေထားကနေအခုတို့ဘော်တွန်အပ်ကိုသွားမယ်လို့ပြောနေတာဘော်တွန်အပ်ရဲ့အတိတ်ပဲကဒါပဲဒါဆိုရင်မင်းအောင်လိုင်းနဲ့ဆက်အာဏာရှင်တွေဖွဲ့စည်းပေးတာတွေနိုင်ငံရေးပါတီတွေနဲ့ရွေးကောက်ပွဲဥတွေများရာတို့ကိုယ်တိုင်က ကျပ်ဖို့ပါတီစစ်တပ်ပါတီကတနိုင်ငံလုံးကိုလက်ဝဲကြီးအုပ်ချင်တာဖြစ်တဲ့အတွက်အဲ့ဒါကိုအမိတဟဲပြုပြီး NLD ပါတီကလည်းတနိုင်ငံလုံးကိုလက်ဝဲကြီးအုပ်တဲ့ပုံစံဖြစ်သွားတာအဲ့တော့မင်းအောင်လှိုင်ရဲ့ဒီ28ဖွဲ့စည်းပုံအခြေခံဥ2008ဖွဲ့စည်းပုံအခြေခံပေါ်ပေါက်လာတဲ့ဒီ NLD ရဲ့ရွေးကောက်ပွဲရလနဲ့တရားဝင်မှုကစစ်အာဏာရှင်အတိုင်းဖြစ်နေတယ်ကျပ်ဖို့အတိုင်းဖြစ်နေတယ်အဲ့ဒါကိုຫນွေဥတော်လိုင်းကြီးပေါ်လာတဲ့အခါမှာလက်မခံကြတော့တာဒါကြောင့် bottom up democracy ဆိုတာအဲ့ဒါကိုပြောနေတာ ။ဒါကြောင့်အေရီရဲ့ရလက်တစ်ခုအနေနဲ့မနေ့ကအရာဝီတိုင်းမှာစဖွဲ့ပြီ။ပြောချင်တာကအရာဝီတိုင်းမှာအများစုရှိတဲ့ကရင်လူမျိုးတွေ၊တချို့မွန်လူမျိုးတွေ၊ရခိုင်တွေ၊နောက်တချို့ဗမာတွေလည်းပါမှာပေါ့။အဲ့ဒီဖွဲ့ကနေသူတို့ဥဆောင်ပြီးဖွဲ့တဲ့ဥက္ကဋ္ဌကတော့ကရင်ကရင်မှာပြီးတော့သူတို့စစ်တပ်ဖွဲ့ပြီ။ဒီပုံစံနဲ့သွားတော့မှာ။ပြောချင်တာက NUG က NLD ကိုအခြေခံပြီး တိုင်းဒေသကြီးတွေမှာတိုင်းကောင်စီပေါ့ပြည်နယ်ကောင်စီတွေလိုက်လှုပ်တာကို လက်မခံတော့ဘူးဒါကိုပြောချင်တာပါကြောက်လေဒီမိုကရေစီရဲ့အသွင်တံရဒီနိုင်ငံရေးသမားတွေကပဲဥဆောင်နေဆိုတဲ့အန်ယူဂျီရဲ့ဒီဒီမိုကရေစီရဲ့မူဝါဒအရ NLD ပါတီကလွှတ်တော်ကိုယ်စားလှယ်တွေပဲအတွင်းဝင်တွေလုပ်မယ်အတွင်းညွှန်ကြားမှုချုပ်တွေလုပ်မယ် တိုင်းကောင်စီတွေပါလွှတ်တော်ကိုယ်စားလှယ်တိုင်းကောင်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေမြို့နယ်ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်းကောင်စီအုပ်ထာတွေတိုင်းစိုးရွားတွေဖွဲ့မယ်ဆိုတာဟာမမှန်ပါဘူးမမှန်တော့ဘူးပေါ့အဲ့တော့မမှန်ဘူးဆိုတာထက်အများစုလက်မခံတော့ဘူးအားလားပြည်တွင်းမှာယနေ့ရင်ဆိုင်နေရတာပြောချင်တာကစစ်အာဏာရှင်ကိုကျွန်တော်တို့ကတော်လှန်မယ်ဆိုစစ်အာဏာရှင်ရဲ့မူဝါဒတွေစစ်အာဏာရှင်ချပေးတဲ့လမ်းကြောင်းတွေအားလုံးကိုပါ ျွန်တော်တို့ကဖြတ်သိမ်းရတော့မှာလေအဲ့တော့ဘယ်လောက်ထိတောင်ပြောလာပြီလဲဆိုတော့အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့စကလုံးကိုတောင်လက်မခံတော့ဘူးပြောချင်တာကအမျိုးသားအစိုးရဆိုတာကိုတောင်လက်မခံတော့ဘူးပြောချင်တာကအဲ့လောက်ထိသူတို့ အသေးစိတ်စကလုံးတွေအစာဆွေးနွေးနေကြပြီအဲ့တော့အဲ့ဒီအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲလို့မရဘူးဖြစ်နေတာအဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆွဲမယ် NUCC တို့ NUG တို့လုပ်မယ်အစည်းအဝေးပွဲကိုလည်းမတက်ကြတော့ဘူးမတက်ကြတော့ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီလမ်းကြောင်းဒီဆရာနာရှင်တွေချထားတဲ့ဒီပြည်တော်စုပါတီဆိုတဲ့အတွေးခေါ်ပေါ့အဲ့ဒီအတွေးခေါ်ကိုလက်မခံကြတော့ဘူး ဒါဆက်ရနာရှင်ဘာလို့ဆက်ရနာရှင်ဘာလို့ပြည်တော်စုပါတီလုပ်ပြီးလဲအဲ့ဒါမှတို့ကိုကြံ့ဖို့ကတနိုင်ငံလုံးကိုအုပ်ချုပ်လို့ရမှာလေအဲ့တော့အဲ့ဒီအခင်းချင်းကြီးကတကယ်ဖြစ်နေပြီပြောချင်တာကအခုသွားနေတဲ့လမ်းကြောင်းဟာအမေရိကန်ပုံစံ Republic ပုံစံမျိုးကိုတိုင်းရင်းသားအများစုကဒီနိုင်ငံသူနိုင်ငံသားအများစုကလက်မခံတော့ဘူး EU ပုံစံဖြစ်ဖို့များနေပြီအဲ့တော့ EU ပုံစံနဲ့ Federal ကိုသွားဖို့များနေပြီ။ဥမာဂျာမန်ပုံစံဆိုရင်ဒါတော့ကောင်းတာ။အဲ့တော့ဂျာမန်ပုံစံနဲ့ဒါယူကောက်ပွဲလှုပ်လိုက်ရင်အမေရိကန်မှာ Donald Trump တည်သမရဖြစ်စရာကိုအကြောင်းမရှိဘူး။အဲ့တော့တပါတီတွေက30ကနုံပဲရတာလေ။အဲ့တော့တနိုင်ငံလုံးကသူ့ကိုဘယ်လောက်ထောက်ခံလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့သူကအစိုးရဖွဲ့တာလေ။အဲ့တော့အဲ့လိုမျိုးအနေထားတွေဖြစ်လာတော့တာဖြစ်တဲ့အတွက်ဒါပြည်တွင်းရဲ့လက်ရှိအနေထားဟာအဲ့ဒီအနေထားပါ။အဲ့တော့ NUG က2008အဖွဲ့စည်းပုံတော့မဆွဲနိုင်ဘူးလားလို့မေးတာ။ တချို့ကအပြစ်ပြောကြတယ်တချို့ကဘာကြောင့်မဆွဲလဲဆိုအဲ့ဒီကြောင့်မဆွဲနိုင်တာဆွဲလို့လည်းမရတော့ဘူးပြောချင်တာကဒါကြောင့် NUG ဒီအစိုးရတရက်အနေနဲ့ပဲသွားမယ်သို့တော်လေအဲ့တော့ဒါကြောင့်သူက transition arrangement လို့ပဲသူကခေါ်တော့မှာအတွင်ကူပြောင်းဆိုင်ရာစီစဉ်ပေါ့အမျိုးသားအစိုးရဆိုတာကိုလက်မခံတော့ဘူးပြောချင်တာကဘယ်သူကမှအမျိုးသားကို ကိုစားပြု권မပေးတာမပေးတော့ဘူးအဲ့တော့ဘယ်သူ့ကိုမှမျိုးသားကိုကိုစားကူပြုမပေးပဲပါနေတဲ့လူအားလုံးထဲကမှကိုစားပြုတဲ့လက်တွေ့ကြတော့စုဖွဲ့မှုများကိုဆွေးနွေးနေကြပြီအဲ့ဒီအဲ့ဒီလမ်းကြောင်းကိုတည်သွားကြပြီဟိုပြောချင်တာကကြောချင်တာကဒါပြည်တွင်းရဲ့တူတက်မှုဖြစ်တယ်ဒါကြောင့် အရာဝတီလည်းလွမြောက်နေမယ်။ဘာကြောင့်လဲ။အရာဝတီမှာရှိတဲ့မွန်ကရင်ရခိုင်တို့နဲ့ပမာတွေကအရာဝတီကိုလွမြောက်အောင်လုပ်တော့မယ်။ဒါကြောင့်လည်းသူတို့အရာဝတီအစိုးရဖွဲ့လိုက်ပြီ။ဒါဆိုရင်ရန်ကုန်ကတော့ခဏမေးတာရန်ကုန်ကတိုင်းသားအစုံရှိနေတယ်။ဒါကြောင့်တော့ရန်ကုန်ဆိုတာမြမသမိုင်းမှာငကူတဲကရှိခဲ့တဲ့နေရာမဟုတ်ရွာပဲရှိတာလေ။သမိုင်းမရှိတဲ့မြို့ပေါ့ရန်ကုန်က။ဟိုပြောချင်တာကအင်္ဂလိပ်နဲ့ အိန္ဒိယနိုင်ငံသားတွေနဲ့တိဆောက်ထားတဲ့မျိုးဗျအဲ့ဒါအရှိတရားဗျသိလားအဲ့လိုပြောရင်ရင်နာစရာတော့ရှိတယ်ကျွန်တော်လည်းအိန္ဒိယသွေးပါတာဖြစ်တဲ့အတွက်အဲအမှန်တမ်းပဲပြောရမှာရန်ကုန်ဆိုတာမြမတမိုင်းမှာမရှိခဲ့တဲ့အင်္ဂလိပ်တိဆောက်ပေးထားတဲ့မျိုးအင်္ဂလိပ်ရဲ့အုပ်ချုပ်ရေးဆိုင်ရာမျိုးအိန္ဒိယနိုင်ငံသားတွေနဲ့တိဆောက်ထားတာ ဒီအရှိတရားအရာအခုကျွန်တော်တို့သွားမယ်ဖက်ဒရယ်မှာအခုကျွန်တော်တို့သွားမယ်ဖက်ဒရယ်မှာအဒီကိစ္စဟာရန်ကုန်ဟာဘယ်သူမှမပိုင်ဘူးအတော့ရန်ကုန်မှာတနင်္ဂနွေလုံးဝနိုင်ငံသားတွေလာနေတာဖြစ်တဲ့တွေဒီတိုင်းသားပေါင်းစုံလူမျိုးပေါင်းစုံနေထိုင်သောမြို့အနေနဲ့ပဲသွားမှာအဲ့တော့ရန်ကုန်မှာလူနည်းစုကပဲကြီးစိုးမယ်ဆိုတဲ့အမူအရမမှန်ဘူး ျွန်တော်ပြောပြီးသားနော်ရန်ကုန်ကအင်္ဂလိပ်နဲ့ကလပ်ဖြူနဲ့အိန္ဒိယနိုင်ငံသားတွေပေါ့မဟုတ်တော့ဒီစကလုံးကိုတော့မကြိုက်ကြဘူးလေဒါကျွန်တော်ကိုယ်တိုင်လည်းမကြိုက်လို့မတော့ဘူးပေါ့ဗျာဒါပေမဲ့အရှိရာအမှန်တရားအနာခါတယ်နော်ကျွန်တော်တို့အဖိုးတွေကိုယ်တိုင်အဲ့လိုပဲလာခဲ့တာတယောက်ကဆရာဘုံတယောက်ကတယောက်ကကြတော့ဆင်းရဲလို့ထွက်ပြေးလာတာဟုတ်တော့နော်အဲ့တော့အင်္ဂလိပ်နဲ့အတူပါလာတာ ဲ့တော့ရန်ကုန်ဆိုတာနိုင်ငံသားသားတွေနဲ့တည်ထားတဲ့မြို့ပြ။အဲ့တော့မြန်မာသမိုင်းမှာမပါဘူး။ပင်လုံးမှာလည်းမပါဘူးပြ။အဲ့တော့အဲ့တော့ရန်ကုန်ကိုဘယ်လိုယူရမလဲဆိုတော့အားလုံးနဲ့ဆိုင်တော့ဒေသအနေနဲ့ပဲယူရမှာ။ဒါကြောင့်အားလုံးနဲ့ဆိုင်တဲ့ဒေသဖြစ်တာ ဖြစ်တွေ့ရန်ကုန်မှာလူမျိုးတစ်မျိုးတည်းကပဲ ဒိုမီနိတ်လောက်တာတာကိုလည်းမခံဘူးကြောက်ချင်တာအန်နဒီကိုပြောချင်တာညောင်ကြည့်ရန်ကုန်ကအားလုံးနဲ့ဆိုင်နေဒီမှာအန်နဒီကပဲရန်ကုန်မှာလူမျိုးတမျိုးတွေကပဲလက်ဝကြီးအုပ်ထားတာမျိုးကိုအခုလက်ရှိဖက်ဒရယ်မှာလက်မခံဘူးရန်ကုန်ကိုမူရင်းတည်ဆောက်ထားတဲ့လူအားလုံးပါမယ်ပြောချင်တာအိန္ဒိယဘွားတွေပါမယ် အခုဆိုရင်မွန်နေပါမယ်ဗလားအရင်ကဒါမွန်ပိုင်တာရန်ကုန်ကနော်မွန်ပါမယ်အခုဆိုရခိုင်ကရွှေပြောင်းလာပြီးရခိုင်နေပါမယ်ချင်းနေအများကြီးရောက်နေပြီးချင်းနေပါမယ်ကချင်နေအများကြီးရောက်နေပြီးကချင်နေပါမယ်ရှမ်းနေအများကြီးလည်းရောက်နေပြီးရှမ်းနေပါမယ်ဟုတ်ပြီနော်ကရင်နေပါမယ်ကရင်နေကတော်ဒီမှာတဝက်လောက်ကလည်းကရင်နေရှိတယ်ကရင်နေပါမယ်အဲ့တော့အဲ့ဒါအားလုံးသဟဇာတာဖြစ်တဲ့ရန်ကုန်အစိုးရဖြစ်ရမယ် เนาะကျွန်တော်ပြောချင်တာကရန်ကုန်အစိုးရဟာ NLD ကကြီးပဲမရဘူး။ဘာဖြစ်လဲ NLD ကလူမျိုးတစ်မျိုးတည်းကဥဆောင်နေတာ။မြင်အောင်ကြည့်ပါ။ကိုဇာကနာရဲ့စကားလို့ short ရှိတယ်ဆိုတဲ့စကားလေး။ကိုဇာကနာစင်ကူးနိုင်ငံရဲ့ MRD မှာပြောသွားတဲ့စကားယထားပေါ်မှာ။အဲ့တော့အဲ့တော့ ခုကျွန်တော်တို့ပြောနေတဲ့ဒီအရှိတရားကိုပြောမယ်ဆိုရင်ပြောတာ